င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်အတွင်းကနက်ရီကန်တာဝါရိုင်းစခန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်ပါတယ်။တရုတ်နယ်စစ်ကောင်စီဖိအားပေးမှုကိုကြုံရရပေးမယ်လေ။တိုင်းထားတဲ့စစ်နှမျိုးကို TNL ကပြန်ပေးရမှရှိပဲ။မှတ်ပုံတင်ထုတ်ပေးခြင်းရင်မှတ်ပုံတင်ထုတ်ပေးခြင်းတွေကိုလုံဆောင်ပေးနေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရခိုင်ရိုးမနယ်ဆက်ဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ကနဲ့ရေကန်စခန်းရဲ့အဓိကကာကင်းကုန်းဖြစ်တဲ့တာဝါတိုင်းစခန်းကုန်းကိုအရခတက်တော်အေအေပူပေါင်းတက်ဖွဲ့ကသိမ်းပိုက်လိုက်ပြီလို့စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုအတည်ပြုပြောကြားလိုက်ပါတယ်။နဲ့ရေကန်စခန်းသိမ်းတိုက်ပွဲကိုအရခတက်တော်အေအေနဲ့ဒေသခံပြည်သူကာကွယ်တက်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ကာကင်းတာဝါတိုင်းစခန်းကိုဇွန်လ၄ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့လည်းသိရပါဗါးအဲ့ဒီကာကင်းတာဝါတိုင်းစခန်းနဲ့နှက်ရေကန်စခန်းဟာမီတာ2000ခန့်သာကွာဝေးတယ်လို့လည်းစီဒီယန်ဘိုကြီးစင်ရောကပြောပါဗါစစ်ကောင်စီကနှက်ရေကန်စခန်းကိုလက်လွတ်လိုက်ရတာကြောင့်အမ်းမြို့နယ်ကိုပြန်လဲခြိတက်မဲ့လမ်းပေါက်ဟာပိတ်သွားမှာဖြစ်တယ်လို့ ပဒံတိုက်နယ်အတွက်ပါချင်းချောက်မှုတစ်ခုဖြစ်လာမယ်လို့လဲ CDN ဗိုလ်ကြီးစင်ရော်ကဆက်လက်သုံးသပ်ထားပါတယ်။အေပူပေါင်းတက်ဖွဲ့ထိုးစစ်စင်တက်ခိုက်နေတဲ့နေရီကန်စခန်းကိုအာနာသိန်းစစ်ကောင်စီကပဒံတိုက်နယ်ကအမြောက်စခန်းကိုကဲမှုထဏကျော်အမှတ်905ကနေလက်လက်အင်အားလူအင်အားနဲ့ရိတ်ခါတွေကိုအဓိကဖြစ်ပေးနေရလို့လဲစေတဲ့င်းမြစ်ကဆိုပါတယ်။အေပါဝင်ညီနောင်မဟာမိတ်သုံးဘွဲ့နဲ့ အာနာတိန်စစ်ကောင်စီတို့မှငလင်အကြောင်းပြချက်နဲ့အပြစ်ခက်ရဲစဲကြောင်ထုတ်ပြန်ထားကြပေမဲ့လည်းနှစ်ဖက်စလုံးကမြေပြင်မှာထိတွေ့တိုက်ခိုက်မှုတွေရှိနေကြတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတယ်လို့တော်လန်တပ်ဖွဲ့တွေစီကိုစစ်ကောင်စီစစ်ကြောင်ရောက်ရှိလာတဲ့အတွက်တော်လန်တပ်ဖွဲ့တွေဘက်ကလည်းတံပြန်ထိုးစစ်တိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့လည်းသိရပါဗျ။ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ဖြတ်တောက်ပိတ်ဆို့မှုတွေကိုဆက်လက်ခံနေရပေမဲ့လည်းဖြေရှင်းဖို့နီလန်းကိုရှာဖွေနေပြီးသိမ့်ပိတ်ထားတဲ့နေမြေတွေကိုပြန်လည်ပေးရမှာမဟုတ်ဘူးလို့ဇွန်လ9ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ PSLF TNL ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်တရုတ်နိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ဖိအားပေးမှုတွေကိုအပြင်းထန်ဆုံးကြုံနေရပေမဲ့ TNL အနေနဲ့မူလရွယ်ချက်အတိုင်းဆက်လက်ရည်တည်ပြီး သိမ့်ပိုင်နေမြေတွေကိုပြန်ပေးဖို့မရှိသလိုလာမယ့်ဩဂတ်လတွင်ဆွေးနွေးပွဲထပ်လုပ်ဖို့ရှိနေပေမဲ့လည်း TNL ရည်တည်ချက် ပြောင်းမှာမဟုတ်ဘူးလို့သူကပြောပါရယ် TNL ကသိမ့်ပိုက်ထားတဲ့ဆက်နက်မျိုးနဲ့မှာအိမ်တောင်စုဇီယာနဲ့မှတ်ပုံတင်တွေထုတ်ပေးတာ မော်တော်ယဉ်လိုင်စင်ထုတ်ပေးတာတွေကိုလုတ်ဆောင်နေရလို့လည်းသူကဆက်လက်ပြောပြပါရယ်ဧပြီလနောက်ဆုံးပတ်မှာလည်းတရုတ်နိုင်ငံဂျာဝင်စစ်ဆက်မှုကြောင့် TNL နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေထဲကတီဘောနောင်ချိုကြောင်မဲမိုးကုံနဲ့မိုးမိတ်တို့ကိုပြန်လည်ပေးအပ်ဖို့အတွက်တောင်းဆိုထားတာကြောင့် တရနယ်လေဘက်ကမပေဘဲကာကွယ်သွားမယ်လို့လည်းပြောဆိုထားခဲ့တာဖြစ်ပါတယ်။ငလင်ကြအခုလကုန်ထိယာယီအပြစ်ခက်ရဲစဲကြောင့်နှစ်ဖက်စလုံးကကြင်ညာထားပေမဲ့လည်းစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေတော့ပဲဖြစ်တယ်လို့လည်းသူကပြောပါတယ်။စစ်ကောင်စီကတရနယ်လေထိန်းချုပ်နယ်မြေတွေတဲ့ဧပြီဆွေနေဘွဲ့နောက်ပိုင်းကနေစတင်ပြီး စစ်ကြောင်းထုံးမှုတွေကိုပုံမိုလှုပ်ဆောင်လာသလိုလေကြောင်းလက်နက်ကြီး drone တွေနဲ့ပုံမိုတိုက်ခတ်ခဲ့ပြီးပြီးခဲ့တဲ့မေလတလလုံးတိုက်ခတ်မှုပေါင်းတထောင်ကျော်ရှိနေခဲ့တယ်လို့လည်း TNL ဘက်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ စကန်းသတင်းတပုတ်ကိုကြည့်အောင်ပါစကန်းတိုင်းရွှေဘုံမြို့မုတ်ဦးအနီးမှာအကျမ်းဖက်စစ်တပ်လှေကင်းကိုတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား3ဦးဟာတေသွားပြီးစစ်တပ်ဘက်ကရန်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးပြည်သူတို့ဟာတေဆုံးခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဇွန်လ4ရက်နေ့ညနေပိုင်းလောက်ကရွှေဘုံမုတ်ဦးနီးကင်းလက်ဘုံထွက်လာတဲ့အကျမ်းဖက်တပ်သားတွေကို တော်လင်းတပ်ဖွဲ့ဝင်တွေကစောင့်ကြိုတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သား3ဦးဟာသေဆုံးခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများပြတာကြောင့်ရွှေဘိုမျိုးတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။တော်လင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ရဲဘော်3ဦးဟာဒဏ်ရာရရှိခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအနီးတစ်ဝိုက်ကိုရွှေဘိုမျိုးကာညာနာစစ်တပ်စခန်းအတွင်းကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာကြောင့်ပြည်သူတို့အူဟာလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲမှုကြောင့် တည်ဆုံးသွားခဲ့ရတယ်လို့ရက်ကျေးပအဖတာဝန်ခံတူးနဲ့ပကဖရဲဘော်တူးတို့လည်းမစိုးရံတန်းရရှိခဲ့လို့လည်းသိရပါတယ်ရှင်ပဲခူးဝတ်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပြကြပါတယ်။ပဲခူးတိုင်အုတ်တွင်းမြုံနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်လက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က၁၈ဦးသေဆုံးခဲ့တယ်လို့ ADG Brothers တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါရတယ်။မေလ၂၉ရက်နေ့ညနေပိုင်းကနေစတင်က အုတ်တွင်းမြို့နယ်အတွင်းအင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိပေမဲ့လည်းစစ်ကြောင်းဆက်ထိုးလာတဲ့အတွက်ကြောင့်မေလ30နေ့မနက်ပိုင်းမှာတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ရမှာစစ်တပ်ကခုနှစ်ဦးဟာတေဆုံးခဲ့လို့လည်းသိရပါဗါးအဲ့ဒီအကြမ်းဖက်တပ်သားတွေဟာ ထပ်မံပြီးစစ်ကြောင်းထုတ်လာတာကြောင့်အဲ့ဒီနေ့ညနေ၄နာရီခန့်လောက်မှာလဲ တော်လဲတပ်ဖွဲ့တွေကအသင့်ဆောင်ဆိုင်ပြီးစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား300ထပ်မံတေဆုံးခဲ့တယ်လို့ ADG Brothers တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြပါဗါတယ်။အဲ့ဒါအပြင် အကြမ်းဖက်စစ်ကောင်စီဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော်လဲရဲဘော်300မစိုးရံအတန်ရရှိခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲနှစ်ရက်တာအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က18ဦးတေသွားပြီး ထိခိုက်တံရန်အရှိသူ20ကျော်ရှိထားပေမဲ့အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိအချိန်ထိပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မကွေးတိုင်းပေါ့မြွနယ်ကကပ္ပစ24နယ်ပြူစောတိရွာတွေကိုရိတ်ခါလာပေါ်တဲ့ကားစီးရီတရာကျော်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း25ရွာက ပြည်သူ2000နီးပါးဟာဘေးလွယာကိုထွက်ပြေးနေရတယ်လို့ပေါ့မြို့လူသားစာနာဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မေလ28ရက်နေ့မှာ ပေါ့မြို့နယ်ကပြူစောတိရွာတွေနဲ့ ကပ္ပစာ24လက်နယ်စက်ယုံတွေကိုရိတ်ခါပို့ဆောင်မှုအတွက်ပခုတ်ကူတက်မှ101ကရှေပြေအကြမ်းဖက်တပ်သား200ခန့်နဲ့ကျေးရွာတွေကိုစတင်စစ်ကြောင်းထိုးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစစ်ကြောင်းထိုးပြီးတဲ့နောက်မှာဇွန်လ10ရက်နေ့မှာတော့ပခုတ်ကူတက်မှ101ကနေရိတ်ခါကာတန်းတရာကျော်ပါဝင်ပြီးအကျန်းဖက်တပ်သား300ခန့်လိုက်ပါလာတဲ့စစ်ကြောင်းဟာ ပေါ့ပခုတ်ကိုကာလန်ပိုင်းအတိုင်းစတင်ရောက်ရှိလာပြီးလမ်းတစ်လျှောက်ကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်နေတာလည်းဖြစ်ပါတယ်။အဲလိုဝင်ရောက်စီးနှင်နေတာကြောင့် ကျေးရွာ25ရွာက ပြည်သူ18000ကျော်ဟာအခုအချိန်ထိနီးစပ်ရာတောတောင်တွေမှာတင်းရှောင်နေရတာလည်းဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေဟာရက်ရှည်စစ်ဘေးတင်းရှောင်နေရတဲ့အတွက်စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေကြပြီးပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်းပေါ့မြို့လူသားစာနာဌာနကမြစ်တာရက်ခံထားပါတယ်ရှင်။ အခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကိုအကျန်းဖက်စစ်တပ်ကဝိုင်းတွဲလီနဲ့73ကျင်းဘုံကျဲတက်ခတ်ခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ ဇွန်လ6ရက်နေ့နေ့လယ်7နာရီကနေစတင်ကအကျန်းဖက်စစ်တပ်ဟာတပေကျင်းမြို့နယ်6မှန်ရွာနဲ့9မှန်ရွာကို Y12 လေရင်နဲ့73ကြိမ်ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုအတိမပြုနိုင်သေးပဲဒေသခံပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရလို့ဒေသပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါအားရရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ